ဝိပဿနာရှိဖို့အရင်ကတည်းကခန္ဓာရဲ့ပြင်းအရှိဖြစ်တဲ့ဖောက်ပြန်မှုသိလေပါခန္ဓာရဲ့အမှန်ဖြစ်တဲ့အရင်ကတည်းကရုပ်ပရမတ်တို့ဖောက်ပြန်မှုပဲ မုံမီတို့အဲ့လိုခန္ဓာရဲ့အရင်းခံတရားအမှန်တရားကိုမသိလို့တန်တရာမှာဒုက္ခဖြစ်နေတဲ့သတ္တဝါတွေမြတ်စွာဘုရားလေးပင်ဖြစ်တဲ့ခန္ဓာရဲ့အရင်းခံဘောတရားအမှန်ကိုအမှန်သိဖို့ဣတိရူပံဒါရီယဖောက်ပြန်တဲ့သဘောတွေလို့အရင်ဆုံး ကရုစာကြည့်တော့သူ့လိုတော့ဒါဒီကိုခန္ဓာရဲ့အမှန်လို့ကိုယ်တိုင်သိရတယ်အမှုဖြစ်တယ်အတွက်ညီတော်မှမယဉ်ရင်မိမောက်ကြောင့်မှတ်လာတယ်အမှားဆိုရင်လက်ကအဖြစ်ကိုအမှန်သိရအမှုနဲ့ပဲ

ဒီသဘောတရားသာအမှန်ပဲလို့ခိုင်ခိုင်မာမာသဘောပေါက်သွားရင်မိမိတို့တဏ္ဍာရလုံးအောင်မှားယွင်းလာတယ်အမှားယွင်းဒီမှားကန်းတဲ့အသိနဲ့အစာထိုးလိုက်အကျိုးတရားကတော့အမှန်တရားမသိလို့မိမ္မကိုကြမှတ်လာတယ်တဏ္ဍာလည်မှုဒုက္ခကြီးကို အမှန်တရားသိတဲ့ဆရာစပြီးတော့အမိပြောဘူးတော့သံဃာလဲတဲ့ဒုက္ခကိုရပ်စေပြလိုက်အမှန်တရားသိမှုသည်အင်းသာအကျိုးများတဲ့အကြောင်းမြတ်စွာဘုရားဟောထားတာအများကြီးအဲတော့အကျိုးတရားဖယ်၍အကြောင်းဖြစ်တဲ့ခန္ဓာသဘောတရားအမှန်ကိုသိဖို့သာလေမိမိတောင်းပဲလို့သဘောပေါက်ပြီးတော့မာရုနဲ့ သက်္ကာတိတိဉာဏ်မှာမှန်ကန်တဲ့အသိဉာဏ်နဲ့အစားထိုးလိုက်တာဖောက်ပြန်တဲ့သဘောအမှန်တရားဘလို့မှန်တရားနဲ့မမမကဆွဲယူချက်ကို စားထိုးနိုင်တဲ့ကိစ္စဘုရားသာသနာနဲ့တွေ့မှာတွေ့တော့လည်းပဲမင်းပါရမီမပို့ရအမှန်တရားသိချင်မရဘုံမြတ်စွာဘုရားသာသနာနဲ့တွေ့တယ်အမှန်တရားကိုမိမိတို့မှားယွင်းတဲ့သဘောနဲ့လည်းပြောင်းလဲပြီးတော့အစားထိုးနိုင်တဲ့လောကဖောက်ပြန်တဲ့သဘောအမှန်ကိုမှန်တဲ့တိုင်းသိတဲ့အသိနဲ့အစားထိုးနိုင်တော့မိမိတို့ပါရမီ ကိုယ်ဆောင်မှုပဲဒါကြောင့်ကိုတော်ကိုကိစ္စကိုအကျိုးစီးပွားဖြစ်တယ်သံဃာခီးသွားအနေကနေလို့မက်ခီးသွားဖြစ်အောင်ဖောက်ပြန်တဲ့သဘောလို့သိတဲ့သိရစားစူးစားပြီးတော့ခန္ဓာကိုယ်တကူလို့ရှိတယ်ဖောက်ပြန်မှုကိုအတတ်နိုင်ဆုံးနေရာနှံ့ပြပြပြီးပါ ာလို့သိနေရတဲ့ဟောက်ပြန်တဲ့လောဟာသူသူငါပုဂ္ဂိုလ်တတ်တော်ဖန်တီးတဲ့ကိစ္စမဟုတ်တယ်ဆိုတော့ကိလေသာလော့ကိလေသာဤတတ်တော်ပုဂ္ဂိုလ်ရဲ့ဖန်တီးချက်အဲမိမိတို့သက္ကာတိနဲ့မိမောက်ကြပုဂ္ဂိုလ်သတ္တဝါ စွဲယူမှုဟာသတ္တဝါဖန်တီးတဲ့ကိလေသာလောကကသင်္ကေတဝဆံသစ္စာလောကလုံးကြီးကရဏဆိုတဲ့မိမိတို့လောကဒေသဆိုရဲလန်းနေသတ်မှတ်ထားလို့ကိလေသာဖြစ်တဲ့ပညာအယဒုက္ခနာသဘာဝတရားဘလူမဖန်တီးတာမဟုတ် ခန္ဓာဖြစ်ဖို့သူအကြောင်းထောက်ပါနဲ့ဖြစ်ပေါ်လာတဲ့အမှန်တရားတွေလက္ခဏာဒါဝသူလက္ခဏာကိုအသိမှပြုတဲ့အနေနဲ့ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောအမိပံကိုပြောင်းသွားအောင်ပဋိထားပြီးတော့ဘယ်သူစိုက်သိရတဲ့လုံငါ ဘလူသမချင်းနဲ့မှမင်းပြီးတော့မှတ်တာမဟုတ်သိတော်မူတဲ့မြတ်စွာဘုရားသိတော်မူလို့လမ်းညွှန်ချက်ပေးတဲ့အတိုင်းကိုယ်တိုင်သိအောင်လေ့လာပြီးတော့မှမငြိမ်မသက်ပြောင်းလဲဖောက်ပြန်တဲ့သဘောတွေပဲတယ်လို့အသိပြောင်းသွားခက်ခရကသိပြီ ဒီခန္ဓာတီဆောက်လိုက်တဲ့အမှန်တရားပရမသူရဲ့ပင်ကူဖောက်ပြန်တဲ့သဘောကိုယောဂီရဲ့လေ့လာတဲ့ဉာဏ်ဤတတိထားလိုက်တော့ဒါရီဖောက်ပြန်နေပါလားလို့ပင်ရမှန်ကိုအမှန်တိုက်သိတဲ့အတွက်ဒီအသိဒီသဘာဝသစ္စာသဘာဝဆိုတာကပင်ရဲ့ငကူ သစ္စာဆိုတာအမှန်ငကူမှန်နေတဲ့သဘောတရားဖောက်ပြန်မှုပဲယုတ်ဗရမတို့အမှန်တိုင်းဖောက်ပြန်နေတာဟာသဘာဝသစ္စာတောသူပင်ရင်ဖြစ်တဲ့အမှန်တရားတွေပဲလို့သဘာဝသစ္စာကိုသိအောင်လေ့ကျင့်တဲ့ယောဂကျေညံသည်အရိယသစ္စာ မိမိတို့ဒီပုထုဇံအဖြစ်ကလွတ်ပြီးတော့မြတ်စွာဘုရားရဲ့ကဲတင်တဲ့နီးနဲ့အရိယရုသိရတဲ့အမှန်တရားပရမတ်ကိုသိသွားတဲ့အဖြစ်အရိယသစ္စာကိုအသိမြောက်ခိုင်မောင်လေ့လာလေ့ကျင့်သွားလို့အရိယရုသိရတဲ့အမှန်တရားကိုသိပြီဆိုတော့အရိယသစ္စာခိုင်မောင်မှုရပါ ဟာရီရုသိရတဲ့အမှန်တရားကိုသိဖို့လေ့လာတဲ့ပုဂ္ဂိုလ်ဟာအမှန်တရားကခိုင်မာသိသွားတာနဲ့အရိယရုသိရတဲ့အမှန်တရားကိုသိဖို့အရိယဖြစ်ကိုရောက်သွားတာအဲ့ဒီဖြစ်ကိုရောက်ဖို့အတွက်အရိယရုမာသာသိရတဲ့အမှန်တရားသစ္စာဆိုတဲ့ဖောက်ပြန်တဲ့လို့ပြီးပြီးပြင်းပြင်း မိမိရဲ့သိဉာဏ်နဲ့မှကိုယ်တိုင်တည်တံ့ခိုင်မာမှုမရှိတဲ့သဘောတရားတွေပဲလို့သိဖို့အတွက်ဖောက်ပြန်တဲ့သဘောတွေပဲခန္ဓာရဲ့အရင်ကတရားဝအရင်ကြကြသိတော့ကိုယ်ခန္ဓာပြနေတဲ့မငြိမ်သက်ပြောင်းလဲတဲ့လက္ခဏာရှိတဲ့သဘောတရားကိုဖောက်ပြန်တဲ့သဘောများများသိပြီ မြတ်စွာဘုရားသတ္တဝါတို့ရှင်းသံဃာဆိုပုရုသံအဖြစ်ကနေပြီးတော့လွတ်မြောက်ကယ်တင်ဖို့အတွက်ဘုရားဖြစ်အောင်လေ့ကျင့်လာဘုရားဖြစ်လို့ဟောကသလောက သတ္တလောကသင်္ခါရလောကတခုမှမကြံကျင်ညက်ပြီးတဲ့ခါကြတော့မြတ်စွာဘုရားအမှန်တရားကိုလက်ခံယုံကြည်တဲ့သစ္စာကိုအပိုင်နိုင်သိသွားပြီးတဲ့နောက်ဘုကေချွတ်အောင်ပုရုဇံတတ္တဝါတို့အရိယာဖြစ်ရောက်အောင်ပုရုဇံတို့မသိနိုင်တဲ့သိခွင့်မရတဲ့ ရိယရူသာသိရတဲ့အမှန်တရားကိုမြတ်စွာဘုရားလမ်းညွှန်ချက်ပေးကျွတ်ထိုက်တဲ့ဝိညာဉ်ရည်အတွဲဥရဇံအဖြစ်ကနေပြီးတော့အရိယဖြစ်ရောက်အောင်အရိယရူသိရတဲ့အမှန်တရားဆိုတဲ့အရင်းခံဖြစ်တဲ့ဖောက်ကြံတဲ့လောကစပြီးတော့မိမိတို့အသိပြောင်းလေ့လာလေ့ကျင့်တယ်လို့အားထုတ်အရိယလူတို့သာသိရတဲ့သဘာဝတရား ပရမတ်တရားကိုမိမိတို့သိခွင့်ရတာကအရိယာဖြစ်လမ်းကြောင်းလေးကိုရောက်တာအပိုင်နိုင်အခိုင်မာရောက်အောင်တော့ဖြစ်ကိုယ်တိုင်လက်ကျင်ပြီးလက်ခံယုံကြည်မှုရတဲ့ဈေးတိအရိယာကိုသိရတဲ့အမှန်တရားကိုကိုယ်တိုင်ကိုယ်တိုင်သိဖို့လက်ကျင်ရလုံသွားပြင်းအခြေခံဖြစ်တဲ့ဖောက်ပြန်မှုသဘောတရားကိုများများသိတယ် မိမိတို့အရိယာလမ်းကြောင်းကိုရောက်သွားအရင်ကကြီးညောင်ဖောက်ပြန်တယ်လို့များများသိပြီ မုံမီတို့အတွက်ရထဘူးတို့ကြရတဲ့နီးရတော့မိမိတို့လည်းဘုရုသာအဖြစ်နဲ့ခန္ဓာရလာဟောဘုရုသာအဖြစ်ကလော့မိမိတို့ခန္ဓာကိုပဲကြည်တာအခုတွေ့နေတဲ့သဘောတရားတွေဟာမိမိတို့အရင်ဆုံးကလည်းမတွေ့လားသို့တော်အရိယတို့သိရတဲ့အသိပဲ မိမိတို့ဒီမှာမရှိတာခန္ဓာသဘာဝတည်ဆောက်လိုက်တာကတော့ဒီသဘောတရားတွေနဲ့တည်ဆောက်ထားတာဟုတ်ဘူးသူသူငါပုထုဇံတို့တန်တရာမှာလဲလာပြီးခန္ဓာမျိုးမျိုးရဒလူသာဖြစ်လာတယ်အမှန်တရားတွေဒါတွေပါလားလို့မသိခဲ့ဘုသိဖို့အခွင့်ရေးတဲ့ဘုရားသာသနာနဲ့ကျုံလို့ပါရမီပို့လို့သိခွင့်ရတော့ကြည်လိုက်ဒါမျိုးပဲ ဟောယုံနာခန္ဓာနဲ့ပတ်သက်လို့ဘယ်ဘုံဘယ်ဘဝမှာဘာကောင်းမဲပြောပြောသဘောတရားတော့ဖောက်ပြန်မှုသိမှုနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာတွေပဲအဲဒီမှာရင်းကသဘောတရားတစ်ခုရုပ်ပရမတ်တွေဖောက်ပြန်မှုကြီးညက်မိမိတို့ဟိုတုန်းကမမယွန်းနဲ့မှတ်လာတဲ့သက်္ကာရီဖြစ်တဲ့မိမောက်ကြပုဂ္ဂိုလ်တ attva ခေါင်းကိုခြေလက်နှွေးမျက်စိ ဘေးအမှတ်ကနေပြီးတော့ခန္ဓာရဲ့သဘောတရားအမှန်ကတော့ဒါရီယမငြိမ်းသက်ပြောင်းလဲတဲ့သဘောတရားတွေပဲလို့ခန္ဓာရဲ့ပင်ရင်းကိုစပြီးတော့သိတဲ့ပုဂ္ဂိုလ်ကအရိယလောင်းကိုသွားတဲ့ပုဂ္ဂိုလ်တနည်းတော့ဧကာဏမဲ့ဆိုတဲ့သတိပဋ္ဌာန်လမ်းကြောင်းမှာသတ္တနာဝိသုဒ္ဓိယဆိုတဲ့ပရမအကျိုးကစရသတ္တဝါတို့ကိလေသာမှစင်ကြဲခြင်းငှာပရမအာယုပရမအာယုကိလေသာ ဖြစ်ခွင့်မရတဲ့အာယု အဲ့ဒီကစလိကျင်တာဖောက်ပြန်တဲ့လုံသာသနာတလျှောက် ဘုံဘဝအမျိုးမျိုးမှာဒီလိုရုံနာခန္ဓာတွေရတာဒါမှမိမိတို့ကလောကသတ်မှတ်ချက်နဲ့လူတွေပဲနတ်ပဲမြမာပဲအဘယ်သတ္တဝါပဲခန္ဓာရဲ့ပြင်ရဲ့အမှောင်မသိတော့ရောက်တဲ့ဘုံဘဝလေးသတ်မှတ်ချက်နဲ့ပဲအမှန်ယူထားအဲ့ဒါတန်တော်လေကြောင်းဒုက္ခဖြစ်ကြောင်းပဲလို့လုံးဝမသိဘူး ။ဘုံမြတ်စွာဘုရားသာသနာမှာအမှန်တရားသိခွင့်ရ။လူလို့ပြောတဲ့ခန္ဓာကြီးဖောက်ပြန်မှုသိမှုတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာပဲ။နတ်လူမြတ်မာလူဘုံဘဝအားလျော်စွာ ဖြစ်တဲ့သတ္တဝါဆိုတာလည်းပဲယုံနာခန္ဓာနဲ့ဖွဲ့စည်းထားတဲ့သဘောတရားတွေပဲ။သိခွင့်ရ။ကိုညာနဲ့တကယ်တိုက်တွေ့ပြီးတော့ကိုယ်တိုင်သိမှုကိစ္စကိုခံနိုင်တဲ့သဘောတရားကိုကြည့်လာ ဟောမြတ်စွာဘုရားပြောတဲ့ဝေဘုံဝေဘဝဘာဖြစ်ဖြစ်ရတဲ့ခန္ဓာရဲ့သဘောတရားတော့ဖောက်ပြန်ပြောင်းလဲတဲ့သဘောတွေနဲ့သိမှုသဘောတရားတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာပဲလုံးဝလိုခြင်းစရာတွေ့ရစရာသားစရာမပါတဲ့သဘောတရားတွေပဲလို့အမှန်ကိုသိတဲ့အသိပြီးကိလေသာလွတ်ပြီးတော့ဒီအချိန်မှာသတိပ္ပံ နိယသတ္တနာဝိသုဒ္ဓိယကိလေသာမှာစင်ကြဲတဲ့သတ္တဝါဖြစ်တာဒီအချိန်ပဲဖောက်ပြန်တဲ့သဘောအမှန်တရားကိုအမှန်သိတဲ့အချိန်ကသတ္တနာဝိသုဒ္ဓိယဖြစ်ကိုယ့်ရဲ့ကိလေသာစင်ကြဲမှုကိုကိုယ်ခန္ဓာပြတဲ့အသည့်ကိုကိုယ်ကိုယ်တိုင်မှန်မှန်သိနေရတဲ့အလုပ်ဒီကိုယ်တိုင်လက်တွေ့ကြကြသိရတဲ့စင်ကြဲတဲ့သတ္တဝါဖြစ်ကိုရောက်စူးစမ်းပြီးတော့သိပြီး မြတ်စွာဘုရားဒီသတ်တော်တို့ဣန္ဒြေအမှုရင်လွတ်မြောက်မှုအာရယာနုတ္တိယဓာရီသိတော်မူဣန္ဒြေရင့်တဲ့ပုဂ္ဂိုလ်ခန္ဓာရဲ့သဘောတရားသိတယ်လို့နုတဲ့ပုဂ္ဂိုလ်လည်းခန္ဓာသဘောတရားသိအောင်အလွယ်ဆုံးနည်းနဲ့မြတ်စွာဘုရားညွှန်ပြထားစိတ်လေးငြိမ်ခြင်းနဲ့ခန္ဓာသာကြည့်သဘာဝအရှိကိုရှိတဲ့တိုင်သိ သဘာဝရှိရတော့ဖောက်ပြန်တဲ့ရုပ်ပါမှာအဲ့ဒီအသည့်တဲမှာမိမိတို့သဘောပေါက်ပြီးတော့ကိုယ်တိုင်ယုံကြည်မှုရအောင်ခိုင်ခိုင်မာမာသိဖို့ပဲကိုတောင်းခိုင်ခိုင်မာမာသိဖို့ကထက်ကရကကြည့်ပါမြတ်စွာဘုရားဘာဝိတ္တဗုဒ္ဓတာတိုက်တွန်းတာကျိဖာမြတ်စွာထက်ကရကကြည့်လာရင်ကိုယ်သိကိုသိပါတယ်ကိုယ်ခန္ဓာရဲ့အရှိကိုကိုသိတဲ့အသည့် တစ်ချိန်နဲ့တစ်ချိန်ဘယ်လောက်ယုံကြည်မှုရတယ်ဆိုကိုကိုယ်ရင်စိတ်ကြည်သိတယ်ခန္ဓာလက်တွေ့ပြနေတဲ့သဘောတရားဖောက်ပြန်မှု လက်တွေ့ကြကြနဲ့ကိုယ်ရည်သိရောကိုယ်ခန္ဓာအရှိ ကိုယ်သိဘူးခန္ဓာရဲ့သဘောတရားကိုသတိထားပြီးတော့ကြည့်ပါ ဖောက်ပြန်တဲ့သဘော <laughs> खानारो अमां दिया परमा पे ती दी से मदी दी फिर से से मशुद्ध दी परमा दी तू लंचों अमां तू द्वारा खाना है अमां परमा दी तू किसान है तू जान तू किसान है तू ြက်သွားတာဒါခန္ဓာကိစ္စလူကိစ္စနဲ့သူဆောင်ရွက်တဲ့ကိစ္စကိုကဒီပေါ်မှာအသိမှန်မှုပဲကြည်တာခန္ဓာကိုမသိတဲ့သိခွင့်မရတဲ့သိအောင်မလေ့လာတဲ့ပုရုဇံတို့ဒီခန္ဓာရဲ့သဘောတရား ਪਰ မတ်တို့တော့ရလမ်းကြောင်းခန္ဓာလက္ခဏာနဲ့ညွန်ပြနေပါခြင်းနဲ့ မိမိတို့ကဒီလက္ခဏာကိုသိအောင်မကြိုးစားပဲနဲ့အပြင်ဘက်ကပုဂ္ဂိုလ်သတ္တဝါအမှတ်နဲ့ပဲပြောရတယ်မောရတယ်ပူတယ်ဤတယ်ထုံတယ်ကျင်တယ်ဆိုတော့ခန္ဓာရဲ့ပင်သဘောကိုမသိပဲနဲ့အပြင်ဘက်ကသတ်မှတ်ချင်တယ်ပဲမိမိတို့သံသရာလဲခဲ့အခုသိဝင်ရလို့ခန္ဓာသူပြတဲ့သဘောကိုသိပါဆိုတော့သူများပြောမဟုတ်ကိုကိုယ်တိုင်း အရင်တော့ကရွာတယ်မွာတယ်ရှိန်တယ်လှုပ်တယ်ပူတယ်အေးတယ်လို့လောကအပြောကိုဖယ်ပြီးတော့အသိဉာဏ်ပြောင်းပြီးတော့အမှန်တဘောကိုသိတဲ့အနေနဲ့ညီသက်မှုပြည်ရမှုခိုင်မမှု မရှိတဲ့သဘာဝတရားတွေဖောက်ပြန်ချက်ဒီပဲအမိပြောင်းကြည့်ရဟရိယဖြစ်တာခန္ဓာကိုယ်ကဖြစ်သွားတာမဟုတ်အမိရဖြစ်သွား ပုရုဇံတို့သူများပြောလို့သိတာကပူရေရဲထုံနေခြင်းနဲ့အရိယဖြစ်မဲ့လန်သွားမဲ့ပုဂ္ဂိုလ်များအတွက်ခန္ဓာကိုယ်မှာတွေ့တဲ့ဥစ္စာဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တဲ့သဘောဓာတ်ကိုသိတဲ့သဘောပူရေရဲဆိုတော့သူများပြောလို့မှတ်ထားတာအဲ့ဒါကို꽈သွားတယ်ဒီတော့ဝိပဿနာလုပ်ပြီးအမှန်ရှိပြီးတဲ့သဘောတရားကိုကိုယ်တိုင်ကိုယ်တိုင်သိအောင်လက်ကျင်ရတဲ့အလုပ်ဒါကြောင့် ခန္ဓာကိုယ်ကပြရတဲ့သဘောကိုအမှန်တိုင်းသိခွင့်ရတဲ့အချိန်မှာအမှန်တိုင်းသဘောဝတိုင်းသိမယ်ဖောက်ပြန်တဲ့သဘော န္တရဲ့ကိစ္စတော့သူ့ကိစ္စသူ့ဆောင်ရပြီးတော့သွားတာခန္ဓာရဲ့သူ့ကိစ္စဆောင်ရချက်ကိုလေ့လာအကဲခတ်တယ်အရိယလောင်းတာအမှန်တရားကိုအမှန်နဲ့သိတဲ့အနေနဲ့ခန္ဓာရဲ့သဘာဝတရားပင်းတရားဒီခန္ဓာရဲ့ အကြောင်းကိုပြနေတဲ့လက္ခဏာပေါ့လက္ခဏာပါလားသူပြတဲ့အကြောင်းနောက်ကနေသိတဲ့အနေနဲ့ဖောက်ပြန်တဲ့သဘောတွေပဲလေ့လာတဲ့ယောဂီတွေကကိုယ်အသိဘလောက်ကြောင်းနေဆိုကိုယ်တိုင်သိပါမပူရာရေးတာနွေးရာရှိန်တာကိုကိုမှတ်နေကြပူရေးရဲနွေးရဲရှိန်တယ်လို့ရုပ်ပြမှတ်လိုက် အခုကိုယ်ခန္ဓာရှိကိုကိုသိရမယ်အသိပဲလို့အသိပြောင်းကြည့်တဲ့အခါမှာဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တဲ့သဘောအသိပြောင်းသွားတယ်ဆိုတော့အဲ့ဒါကိုယ်ခန္ဓာမှာဘလောက်အသိပြောင်းတယ်ဆိုတော့ကိုယ်ကိုယ်တိုင်သိတယ်အလေးချင်းများသွားတော့ခန္ဓာကိုပဋိထားလိုက်တာနဲ့ဖောက်ပြန်တယ်တန်းသိသွားတာအလေးချင်းများသွားတယ် ဖဲအလေးကျင်အားနေရင်တော့တတိအားနေရင်တော့ပူရေကြီးတွေစပြီးတော့နောက်တော့ပါအပြီးကြောင်ပြီးတော့ဖောက်ပြန်တဲ့သဘောလို့သိသွားတယ်။ခဲကိုအသိညာဘလောက်ခိုင်မာလဲဆိုတော့ကိုကိုတိုင်းအကဲခတ်လို့ရ။ကတိနဲ့ခန္ဓာကိုယ်စိတ်ငြိမ်ငြိမ်ကလူးဆိုင်လိုက်ပါဆိုတာနဲ့ဖောက်ပြန်တာတန်းပြီးသွားရင်မိမိအသိတော်တော်လေးခိုင်မာတယ်လို့သဘောပေါက်နိုင်တယ် အဲ့လိုခိုင်မာတဲ့ဖြစ်ကြမှာကိုယ့်ကိုယ်ကိုစိတ်ချရတဲ့အနေဒါကြောင့်ရှုအပ်ကြည့်ရသိရတာမများတဲ့သဘာဝတရားတို့ရဲ့ပြောင်းလဲချက်ကလားကိုယ်တိုင်ကိုယ်တိုင်သိဖို့ဖောက်ပြန်တဲ့သဘောအသိပြောင်းသွားအောင်ဗျာများသိအောင်လေ့ကျင့်ပါအချိန်နေသွားပြီ ကိုရှိဖို့သိဖို့ဟာခန္ဓာကပြကိုမှန်တဲ့အတိုင်းခန္ဓာပြတဲ့အတိုင်းဖောက်ပြန်တယ်လို့သိဖို့ဟာကိုယ်ကိစ္စညာကိစ္စကိုမှန်သိတဲ့အသိပေါ်မှာရက်တည်ပြီးတော့ခန္ဓာရဲ့သူ့သဘောတရားလမ်းကြောင်းကို အမှန်တိသဘာဝတိအနေနဲ့ဖောက်ပြန်တဲ့သဘောလိုလိုက်ကြည့်သွားအောင်ပဲခန္ဓာကိစ္စကိုမစင်စားနဲ့အဝိညာဉ်ခန္ဓာပေါ်မှာမမကံကသိနေဖို့သာခယူစားရပြီးတော့ဖောက်ပြန်တဲ့လိုဖောက်ပြန်နေတယ်သိပြီးပါ 高人，请闭目。I H B v o y